ချိန်30မြောက်တာမန်သတင်းပတ်ရဲ့တောက်ကြနေရှင်လူကာဧဝံဂေလိကျမ်းအခန်းကြီး14အခန်းငယ်1မှ6ဥပုံနှစ်တနည်း၌ကိုရောသည်ဖာရိစေဥအကြီးကဲတူ၏အိမ်တွင်ညစာစားရန်ကြွားတော်မူသောအခါသူတို့သည်ကိုရောကိုစောင့်ကြည့်နေကြ၏ယေရှင်ဆွဲသော လူတစ်ယောက်သည်လည်းကိုရော၏ရှေ့တော်၌ရှိလေ၏ထိုအခါယေရှုကဥပုံနှစ်၌အနာရောဂါကိုပျောက်ကင်းစေနိုင်သလိုဟု ကျန်တဲ့ဆရာများနေဖာရီဇေဥတို့ဟာမေးတော်မူ၏သူတို့ဒီကားတိတ်ဆိတ်စွာနေကြလေ၏ထိုအခါကိုရောသည်ထိုသူကိုခေါ်လျက်ဝေဒနာပြောက်ကင်းစေပြီးလျှင်ပြန်လှုပ်လိုက်လေ၏ထို့နောက်ကိုရောကတင်တို့တွင်မိသူသည်မိမိမြဲဖြစ်စေနွားဖြစ်စေဥပုံနေ၌ရည်ရင်းထဲသို့ကြသောချက်ချင်းမဆွဲတင်ပဲနေမည်နီးဟုသူတို့အားမိန့်တော်မူ၏သူတို့သည်လည်းဤမေကွန်းကို မိတို့မျှပြန်မပြေနိုင်ကြချေယေရှုခရစ်တော်သခင်မွန်မြတ်သောဧဝံဂေလိတရားတော်ပေဒီဒီနေ့ရေပြင်းဆွဲတဲ့ယောဂတဲ့တယောက်ကိုကုသပျောက်ကင်းပေးခဲ့တာကိုတွေ့ကြရပါတယ်ဒီအဖြစ်ပြက်ဖြစ်ပြက်တဲ့အခင်းချင်းကတော့စပွဲဝိုင်းမှာပဲဖြစ်ပါတယ်ဒီဟာကလည်းပဲရှင်လူကားရဲ့အဆင်ပြေမယ်ဖြစ်ပါတယ် သခင်စုကိုပရောဖက်တစ်ပါးအဖြစ်တဒနာပညာရှင်တဦးဖြစ်လည်းပဲသူကအသာပေးဖော်ပြထားတဲ့ပုဂ္ဂိုလ်ဖြစ်ပါတယ်ဒီအဖြစ်အပျက်ကိုသိချာကြည့်မယ်ဆိုရင်ကောင်းဖို့သူများကို ကောင်းတာလှုပ်ပေးဖို့အတွက်ကိုဘာပဲဖြစ်သွားဖြစ်သွားဆိုတဲ့စိတ်ဓာတ်မျိုးမြတ်တာမျိုးကိုတွေ့ရပါတယ်အတ္တကင်းတဲ့ ကိုချိုးမငဲ့တဲ့မေတ္တာ selfless love ကိုတွေ့ရပါတယ်တပါးသူကောင်းစားရင်ပြီးရောကိုကိုတိုင်းဘာပဲဖြစ်ဖြစ်ဆိုတဲ့မေတ္တာမျိုးဖြစ်ပါတယ်ဒီနေ့ထိတ်တိုက်တွေ့တဲ့ပုံကိုယ်တွေဟာ fairy share တွေဟာအုတ်ချုပ်ရေးအရာရှိတယ်လည်းပဲဖြစ်နေပါတယ်ဒီပုံကိုယ်တွေရဲ့ဆွတ်ဆွဲချက်ဒီပုံကိုယ်တွေနဲ့အခြေတင်ဖြစ်မှာဒီပုံကိုယ်တွေနဲ့နောက်ပိုင်း ပရိပခဖြစ်မှာသူ့ဘဝထိခိုက်မှာတွေကို तू မစင်စားဘူး तू လှုပ်เสียရှိတာလှုပ်ပေးရမယ့်အရာလှုပ်ထုံသွားပါတယ်သူ့ရဲ့ချစ်ချင်းကိုကူကိုထက် သူများကိုချစ်တဲ့ချစ်ချင်းကို तू ပြသသွားပါတယ်အဲ့ဒီလိုချစ်ချင်းမျိုးဟာပထမကျမ်းမှာလည်းပဲရှင်ဘောလူမှာတွေ့နေရပါတယ်ရှင်ဘောလူပြောပါတယ်ငါဘာပဲဖြစ်သွားဖြစ်သွားငါလူမျိုးတွေ ကောင်းစားရင်ပြီးရောဆိုတဲ့အတိတ်ပဲမျိုးတွေ့ရပါတယ်။ဒါဟာထွတ်မြောက်ရောကျမ်းခန်းကြီး30နှစ်ခန်းငယ်30မှာလည်းပဲမိုးစေပြောခဲ့တဲ့အရာနဲ့တူနေပါတယ်။ဒီလူတွေအပြစ်ကိုခွင့်လွတ်ပါ။တပည့်တော်ဘုရော့စည်ရင်တွေကပယ်ဖြန့်ဖြတ်လိုက်ပါဆိုတဲ့သဘောသူများကောင်းစားဖို့အတွက်ကိုယ်ပါပဲဖြစ်သွားဖြစ်သွားကိုကိုဦးစားမပေးပါနဲ့ဆိုတဲ့သဘောတွေကိုတွေ့ရပါတယ်။ ဒီဟာနဲ့ဆက်ဆက်ပြီးနားလည်ရမှာကဖျားသခင်ရဲ့နိုင်ငံတော်ရဲ့အခြေခံအုတ်မြစ်ဟာဒီလိုမျိုးအတ္တကင်းနဲ့မြစ်တာပေါ်ကိုအခြေခံထားတယ်ဆိုတာကိုကျွန်တော်တို့ပြီးခဲ့တဲ့အပတ်တွေကစဉ်းစားထောက်ရှုခဲ့ပြီးဖြစ်ပါတယ်။အဲ့လိုပြသလိုက်ခြင်းအပြင်ဖျားသခင်ရဲ့နိုင်ငံတော်ကိုစတင်ပြီးကမှအခြေခံပေးနေပြီးအုတ်မြစ်ချပေးနေပြီးဆိုတာကိုနားလည်ရမှာဖြစ်ပါတယ်။ သူ့ရဲ့ပေးဆက်တဲ့ချစ်ခြင်းအဖြစ်ကောင်းကင်နိုင်ငံတော်ဖရားရဲ့နိုင်ငံတော်စတင်တည်ရှိနေပြီတရားကိုသတိထားမိကြဖို့တရားကိုလက်ခံကြဖို့ကိုထင်တဲ့ကိုအစွဲကိုရဲ့အတိတ်ပဲသတ်မှတ်ချက်တွေနဲ့အတိတ်ပဲဖွင့်ဆိုပြီးကမှဒီဖရားသခင်ပေးလာတဲ့ကျွန်တော်တို့တယောက်စီမျောလင့်နေတဲ့ကြည်ချစ်ချင်းမေတ္တာကို မငင်းမယ်မိဖို့အရေးကြီးပါတယ် လူတိုင်းတောင်းတနေတဲ့ချစ်ချင်းမေတ္တာမျိုးဖြစ်ပါတယ်အတ္တကင်းတယ်ကိုယ့်ထက်ကိုသူများကိုပိုချစ်နိုင်တယ်ဆိုတဲ့မေတ္တာမျိုးကျွန်တော်တို့တူးစီလူချင်းတောင်းတနေတဲ့မေတ္တာမျိုးဖြစ်ပါတယ်ရှာဖွေနေကြတဲ့မေတ္တာမျိုးငတ်မှုနေကြတဲ့မေတ္တာမျိုးစားဖြစ်ပါတယ်လောကမှာရှာဖို့ခက်ကောင်းခက်နိုင်ပါတယ်သို့တော့တဏှာမှာ ရှိပါတယ် ဲ့ဒီနေရာကတော့ဘုရားသခင်ထာမာပဲဖြစ်တယ်ဆိုတဲ့အချက်ကိုပြသနေခြင်းဖြစ်ပါတယ်ဒီလိုပြသခြင်းအဖြစ်ဒီလိုချစ်ခြင်းမေတ္တာကိုပြသခြင်းအဖြစ်ဘုရားသခင်နိုင်ငံတော်အုံမြချပေးသလိုဘုရားသခင်နိုင်ငံတော်ထဲမှာပါဝင်ဖို့လဲဖိတ်ခေါ်ရရှိတယ်ဆိုတာကိုကျွန်တော်တို့ယုံကြည်မှတ်သားရမှာဖြစ်ပါတယ်ကိုကိုကိုအာယုံဆိုင်လွန်ခြင်းမှသည်ဘုရားသခင်ချစ်ခြင်းမေတ္တာကိုပုံမူပြီးအာယုံဆိုင်နိုင်ဖို့အတွက် 조사 잡아줘